ီနေ့အတွက်ကတော့အိမ်မှာထူးထူးဆန်းဆန်းချက်စားဖြစ်တဲ့ငါးဥက္ကချန်နီနေပြောပြမယ်နော်။ဒါကအနှင်းအတွက်ချက်သွန်နီနေတွေကိုပထမအောင်ဆုံးအခုံခွာပြီးတော့ဦးတိုင်းလေးနှီးမယ်ပြီးရင်တော့နုံ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 ဖြစ်တဲ့အနေထားလေးတွေကိုဒါနဲ့ပဲနှီးပေးပါမယ်။ဆက်နဲ့မကြိတ်ပါဘူးနော်။ဒါနဲ့နှီးပြီးသွားရင်တော့ကြံငရုတ်သီးလေးတွေကိုလည်းဆက်နဲ့မကြိတ်ပဲနဲ့လက်နဲ့ပဲငရုတ်ဆောင်ွယ်ထည့်ထောင်ပါမယ်။ငရုတ်သီးလေးတွေညှမ်းလာပြီဆိုရင်တော့ မယုတ်ကောင်းလေးထည့်ပါမယ်အမွှေးနှမ်းတာအတွက်ပါပြီးရင်တော့ဂျင်းလေးပါထည့်ပြီးတော့ထောင်းပေးပါမယ် တို့တို့ရေရောသွားပြီဆိုရင်တော့ဇီယာမှုန့်လေးပါထည့်ပြီးတော့ထောင်းပေးပါမယ်။အားလုံးနှံ့သွားပြီရောဝိုင်းရင်တော့ကျက်သွန်ဖြူလေးအခုံခွာထားရလေးပါမညက်တညက်ဖြစ်အောင်လို့ထောင်းပေးပါမယ်။ပြီးရင်တော့ခုနကနှီးထားရဲ့ကျက်သွန်နီနီရီပါထည့်ပြီးတော့ထောင်းပေးပါမယ်။မညက်တညက်အနေထားဆိုရင်ရပါရဲ့။အားရရင်အားလုံးပြီးသွားရင်ငါးကိုစကင်ပါမယ်။ဒါကိုင်းရေခဲတက်တာလေးကို တင်ထားတဲ့အနေထားလေးပေါ့နော်အဟောင်းကိုတစ်ခေါက်ရေနေတစ်ခေါက်နဲ့ဈေးလိုက်ပါမယ်ပြီးရင်အချွဲထက်လေးရှိနေလို့ကြောက်ချင်နေနဲ့ပါပို့ပြီးတော့ဈေးပေးပါမယ်ပြီးရင်ရေနဲ့တစ်ခေါက်ပြန်ဈေးပေးပါနော်အဲ့ဒါမှငါမကန်နေရဲ့အချွဲလေးကပြောင်းသွားမှာပါပြီးွားရင်တော့ငါကိုအရာတော်ဝင်အောင်လို့မှုံးပေးပါမယ်ဒီလိုငါအကောင်ဆိုင်နေရငါဟုတ်ကချက်ဆိုင်အရန်ကောက်ပါရဲ့မှုံးနဲ့မှုံးပါရဲ့ဒီလိုမျိုးမှုံးပေးလိုက်တာကအရာတော်ဝင်ဖို့အတွက်ပါ ခါခါစေးထားပြီးတောင်းမှုထားပြီးတောင်းငါလေးပေါ့နော်အေးအီရတာအတွက်စားရဲစနွေးမုံလေးရဲ့နေပြီးတော့နှက်ထားပါမယ်ပြီးွားရင်တော့ဒဲဝလေးတဲကိုစီထည့်မယ်စီထည့်ပြီးသွားရင်ခုနကထောင်းထားရင်အနှစ်လေးတွေကိုစီတက်ပေးပါမယ်မှွင်းလာတဲ့အထိစီတက်ပေးမယ်ပေါ့နော် ူတို့ရေမှွေးတာပြီးနည်းနည်းပေါ့နော်အမှွေးထက်လေးရပြီဆိုရင်တော့ငါနှက်ထားတာလေးကို တခါလေးရောထည့်ပြီးတော့စီတက်ပေးပါမယ်ငါကနူးညံ့ပါရဲ့အဲ့တော့မှွေးရဲ့အချိန်မှာဖြည်းဖြည်းလေးမှွေးပေးပါမယ်ပြီးရင်ဘာမှငံပြရင်လေးထည့်ပါမယ်ထည့်ပြီးသွားရင်တော့လုံချက်ချက်တဲ့အနေထားလေးပေါ့နော်အဲ့လိုမျိုးချက်ပေးပါမယ် အဲ့ဒီချက်ပြီးတော့ရင်ဒါကစပြီးတော့အိုကက်လုတ်တော့မယ်ပေါ့နော်အိုကက်လုတ်တော့မယ်ဆိုရင်ငါလေးလေးကိုညင်ညင်ညာညာလေးလေးစီထားပါမယ်ကောင်းကတစ်ဖက်ထားရဲဆိုတစ်ဖက်ပေါ့နော်ဘယ်ဘက်ထားဆိုဘယ်ဘက်ညာဘက်ထားရဲဆိုညာဘက်ထားပြီးတော့အိုကက်လုပ်ပါမယ်။ non stick အိုသုံးပေးပါနော် non stick အိုသုံးမှာသူကမကတ်မှာပါ။ဒါကအိုကက်ဆလုပ်ပါပြီ။အိုကက်ဆလုပ်တဲ့အချိန်မှာစီနေအတွက်ကြောင့်မလို့ရေလေးထည့်ပြီးတော့ချက်ပေးပါမယ်။ ပြီးရင်တော့တချမ်းရပြီဆိုရင်နောက်တချမ်းကိုလှည့်ပြီးတော့ရေလေးထည့်ပြီးတော့ဝဲထပ်ပြီးအိုကက်လုပ်ပေးပါမယ်။ဒီလိုမျိုးငေါက်ကက်ချက်စားတာကအရသာလည်းရှိရဲ၊မှွေးလည်းမှွေးရဲ၊ဟင်းတစ်ခွက်လည်းဟိုထမင်းမိန်နဲ့ဟင်းတစ်ခွက်လည်းဖြစ်တယ်ပေါ့နော်။အဲ့ပြီးနန်းနန်းမင်းကြရင်နန်းနန်းပင်လေးအုပ်ပေးပါ။ဒါကတော့ပင်စိန်လေးအုပ်ထားပါ။ ပင်စိမ်းလေးကိုလည်းညှိုးသွင်းအောင်လို့မီးနဲ့ထိပေးပါမယ်။ဒါဆိုရင်တော်တော်လေးကိုခြောက်ပြီးတော့မှွေးလိုက်အနေထားလေးဖြစ်သွားပြီပေါ့နော်။ငါးအောက်ကဟင်းလေးတစ်ခွက်ရပါပြီ။ကျေးဇူးတင်ပါတယ်။